နောက်ပိုင်းဟုတ်ကဲ့ TV နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုဆရာဝန်တွေတော်များပြောလာတယ်ပေါ့နော်တကယ်လဲ TV ကပြန်များဖြစ်နေလားဒီလည်းဟိုပြန်ပြီးတော့လဲစိတ်လာတယ်ဆိုရင်ကျွန်တော်တို့စိတ်ကန်းလေးတော့မှ TV တွေတွေ့နေရတယ်တပတ်တစ်ခါတစ်ခါတွေ့နေရပြီဆိုရင်တော့ပြင်မာတော်များနေတော့ပြီပေါ့နော်ဒါဟုတ်ပါတယ် TV ကဒါပေမဲ့အစားသောက်နဲ့ပတ်သက်တာတော်တော်များတော့ခုနိုင်ရင်နေတယ်အခုတော့တော့မဟုတ်ဘူး TV တော့ရှိတယ်ဒါပေမဲ့အဲ့ကောင်ကသူကနွားလို့မတန်တာအဲ့ရနေပြီးတော့နွားနေကူတာများတယ်တော့ကမတန်ရှင်းတဲ့အဲ့အဲ့လိုမျိုးပေါ့နော်သူ အဆုတ်ကနေထွက်လာတဲ့ဟာကိုထိမိတာစားပြီးတာဒါပေမဲ့တေချာချက်ပြုတ်ထိုင်းရင်တော့ခုနိုင်ချင်နဲတယ်ပေါ့နော်နွားနို့ဆိုလည်းအဲ့လိုမျိုးမဟုတ်ဘူးတေချာကြိုတယ်ဆိုရင်ရတယ်အဲဒါကြောင့်ကျွန်တော်ကနွားနို့ကြတော့ဒီကနေ့တွေဆိုတော့ပိတ်ပေါ့တေချာချက်ကြိုထားတယ်ဆိုရင်တော့ကိစ္စမရှိဘူးဟုတ်လားစိတ်တွေမတက်ရဘူးပေါ့နော်အဲ့လိုမျိုးတွေကအဆင်မပြေဘူးနွားနို့နဲ့ပတ်သက်တာကတော့လမ်းကြောင်းမှာသူကအဲ့လိုမျိုးတွေသူကခုခန်းနေခက်မသိရင်သူကဥဆက်နိုင်တာပေါ့နော်အဲ့တော့ကျွန်တော်ဒိန်းကြီးတောက်တာတော့အားပေးတယ်ပေါ့နော်နွားနို့ကတော့တိတ်မကြိုက်ဘူးပေါ့နော်တိတ်ပြီးတော့ ကျွန်တော်တို့သိမတည့်ဘူးပေါ့နော်။နောက်တော့တောင်းရင်နေလို့မကောင်းတာလည်းနောက်တော့မထောက်တော့တာ။အဲ့လိုမျိုးတခြားကြောင်လည်းရှိပါတယ်။နိုးနဲ့မတည့်လည်းရှိတယ်။အဲ့တော့နောက်တော့မတောက်တော့လည်းဘာမှဖြစ်ပါဘူး။ဟိုကပေါ့ဟိုစပ်ပြီးမှလည်းတောက်လို့ရတာပဲလေ။နော်။အဲ့တော့ပြပြတာ။ဒီဘီနဲ့ပတ်သက်ရင်တော့တော်တော်လေးတော့ဖြီးထားမဲ့ခြေဖြစ်နေတယ်။အဲပတ်ဝန်းကျင်မှာလည်းအဲ့လိုပဲဟိုဘယ်လိုမှမလို့ကွာစိတ်ကိုစိတ်ရသွားရင်တော့မတ်စတာပါ။ဟိုကျွန်တော်လည်းခုမတ်စတာတဲ့ကျင့်ပြန်လုပ်ခိုင်းတယ်။ကြရမယ်ကိုကိုဗစ်ကိစ္စကြောင့်ပြောတာမဟုတ်ဘူး။ ိစ္စကြောင့်ဟိုလူလူစုလူဝေးဆိုလဲကွာအသက်ကြီးတဲ့သူတွေဒါသာရှိသမားတွေပေါ့နော်ကိုခံနေတဲ့သူတွေကမသွားတင်တော့ဘောနော်အဲလိုမျိုးပေါ့သွားမယ်ဆိုလဲမတ်စတပ်ပေါ့အဲလိုလိုပြောချင်တာအဲ့လိုတူတဲ့နေရာတွေပေါ့နော်အဲ့လိုမျိုးလိုမျိုးနေရာတွေထိထားသိပြီပေါ့နော် TV နဲ့ပတ်သက်တာဘီဘိုးကတော့ကျွန်တော်ပြောသလိုပဲကွာကူးရံနဲ့ကူးရံနဲ့ရှိတယ်ပွားနေတဲ့ဘီဘိုးဆိုရင်တော့ကူးနိုင်တာပဲလေနော်သူကစားတော့ကလည်းကူးတာပဲဟိုချက်တဲ့လူအဲ့ဒါကြောင့်ကျွန်တော်တို့က နိုင်ငံတကာမှာအဲ့လို support မှုတွေဆိုရင်ဒီဘိုးတွေပါရရှိလို့မရဘူးလေအဲ့လိုအဲ့လိုမျိုးပေါ့ TV ကတော့ full TV တော့ရှိတယ်ခုနိုင်ရတော့နဲတယ်ဒီဘိုးကတော့မပြောနိုင်ဘူးဒီဘိုးဆိုတာကတော့စားတော့တာနဲ့လည်းခုနိုင်တယ်လေအဲ့တော့ hint ချက်ပြုတ်တဲ့သူကဒီဘိုးရှိတယ်ဆိုရင်သူ့မှာမခုနိုင်ဘူးဆိုပြဿနာမရှိခုနိုင်ရင်တော့အဲတိကျချက်ပြုတ်ရင်တိကျကျဲ့ရင်တော့ကိစ္စမရှိပြီမဲ့လေအဲဘာပဲပြောစားတော့တဲ့ပတ်သက်ရင်တော့ဟိုတမန်နိုင်ငံကတော့ support မှုတွေကတော့လက်မခံဘူးပေါ့နော်ဘီဘိုးရှိတယ်ဆိုလက်မခံဘူးပေါ့နော်အဲဒါကတော့ ီထားပဲပိုင်းတော့ပါပါတယ်ပါတယ်ဆိုတော့နိုင်ငံသားသွားတဲ့သူတွေကအဲ့လိုစပုံမှုတင်တဲ့နေရှောက်တယ်မိဖို့ရှိတယ်တခြားဟိုပြောင်းကူရတာမျိုးတွေရှိတယ်နီးเนาะအဲ့လိုအဲ့လိုမျိုးတော့ရှိတယ်ဟိုဘာပဲဖြစ်ဖြစ်မိဖို့ကတော့ကွာအဲ့ဟိုပြောတာကာဝေးသေးထူရလို့ရရလေเนาะဘီရကာဝေးသေးထူရရင်တော့မိဖို့ကလို့ကွာအခုနိုင်ငံကဟိုလိုပေါ့ကာဝေးသေးထူရရင်ပြန်အောင်အောင်နဲ့ပြန်စစ်ကြအောင်ဘာလို့ဆိုညီမနိုင်ငံကဟိုကျွန်တော်တို့ TV TV အပြင်များဆုံးနိုင်ငံရဲ့တန်ဟပေါ်ဆုံးနိုင်ငံရဲ့ဖြီးဖို့ စိတ်ဖို့အဲ့ဆိုင်ကြီးကလာအပေါ်ဆုံးနိုင်ငံเนาะလူငယ်တွေလူငယ်တွေမပေါ့ပါနဲ့เนาะမင်းတို့တွေဟိုဒီနေ့လဲအဲ့ဆိုင်ကြီးတွေပြန်တွေ့လာတယ်เนาะသူတယောက်ကအဲ့လိုပေါ့သူသူမျိုးတနည်းအားကြတော့ကွာမပေါ့เนาะနေမှာတနည်းမှာနေရယ်သူကဒီမှာလာကောင်းမောင်းနေပေါ့เนาะသူကောင်းမလေးကြောင်းတယ်သူပတ်သက်မိတယ်အရင်ကကောင်းမလေးပေါ့เนาะဆိုင်ရဆိုင်တဲ့ကောင်းမလေးကြောင်းတယ်ပတ်သက်မိတယ်ဟိုကရေဟိုကြီးကြီးပဲတဲ့သူပုံစံကြီးတယ်ဖြူးဖြူးခွေးပါပဲတဲ့ဘာသာတဲ့ပုံစံကြီးတယ်ယောဂမရှိဘူးတဲ့ဟာဆက်လိုက်တော့ပေါ်စက်တယ်ဖြစ်နေတယ်ဟာ မြမင်းကွာလို့30ကျော်ပါပဲမင်းကွာလို့အလွတ်နေရလားဆရာအလွတ်နှစ်ခါပဲနေလိုက်တယ်တဲ့ဩဒုက္ခပဲမင်းသွေးမစစ်ဘူးလားလို့မနေငယ်မစစ်ဘူးတဲ့ဩသွေးစင်တော့မှဝင်းတို့ပြည့်တဲ့ရောက်နိုင်တယ်လေအဲ့ဒါပြောတာလေဟိုဘာမှမဟုတ်တာလေးနဲ့ဒီချိန်တစ်ခါလေးနဲ့လည်းကူသွားဘူးတယ်လို့ဖိဆိုင်ပြေဆိုတာပြောမရဘူးဟိုမမြင်နိုင်တဲ့ virus တွေလေမမြင်နိုင်တဲ့ bacteria တွေလေအဲ့တော့ဘာပဲဖြစ်ဖြစ်ပေါ့ကွာတတိထားဖို့တော့လိုတယ် เนาะဟိုတန်ရှင်းတည့်ရတေချာချက်ပြုတ်တဲ့စားစားကိုပဲအကောင်းဆုံးတော့ကိုယ်အိမ်ဒီမင်းအိမ်ကြီးအကောင်းဆုံးပဲเนาะ processed food ဆိုတဲ့ကျွန်တော်ပြောတဲ့ဟာတွေကသိပ်မစားတာကောင်း ready made တွေเนาะအတင်စားတွေအဲ့ဒါတွေကတော့ခုနောက်ပိုင်းသိရမလားပြောနေကြတာဘာတော့ဖြောင်းရည်တောင်မှသိရမလားဟိုဘယ်လိုပြောမလို့ကျွတ်သေးလေကျွတ်ကားအိမ်ပေါ်မှာဖြတ်ထားတယ်ဖြတ်ချောက်ထားတယ်ကျွတ်သေးရကျန်းနေတယ်အဲ့ဒါကိုဖြောင်းရည်ကိုမတန်ဘူးတွေပေါ့သိချမတော့ခွဲနဲ့ကွာဆိုချနေလိုက်တယ်ဖြောင်းရည်ကြောင့်ဖြစ်တာတော့မဟုတ်ဘူးကွာအိမ်တန်ဘူးမှာပိုးပွက်ပိုးပါတယ်အဲအဲ့လိုလေးဆိုရင်တော့ ဟိုဖွင့်လင်းပြရင်တော့ကွာဟိုကြောက်ထိုင်တော့နေစရာကိုမရှိစားစရာကိုမရှိဒါပေမဲ့လည်းကျွန်တော်တို့ကဘယ်လိုပေါ့အဲ့ကြားတဲ့မှာအစိုးဆုံးမဖြစ်အောင်ပဲကွာရှောင်တဲ့တိမ့်တဲ့ရတယ်အဲအဲ့လိုပြောချင်တာကျွန်တော်ပြပြနေတဲ့ဟာတွေကဟိုကြောက်စရာလည်းမလိုဘူးလောကမှာလမ်းစရာလည်းမလိုဘူးပို့လို့လည်းမရဘူးကွာရှောင်ရှောင်ထိန်ကောင်းဖို့လိုတယ်ပေါ့နော်အဲနည်းနည်းလေးတော့ဉာဏ်ရှိရှိနဲ့အတိနဲ့သတိနဲ့ဖြတ်တန်းရင်တော့ဒီစေပါဒါပေမဲ့ဒါပေမဲ့နော် ဟိုနိုင်ငံခြားထွက်မဲ့လှုပ်လှုပ်မဲ့ကြောင်းတက်မဲ့လူငယ်တွေကကြတော့အစွတ်တီးပြီးဖြစ်ဖို့ကမဖြစ်သင့်ဘူးပေါ့နော်ဖြစ်လိုက်တာနဲ့ sport ထွက်တာနဲ့ဟိုကမှငင်းခံရတာတွေပယ်ခံရတာရှိတယ်သူတို့ကဒီ third world country လို့ခေါ်တယ်မြန်မာတို့အာဖရိကတို့ရှေ့တောင်အရှလိုမျိုးပေါ့နော်အဲ့လိုမျိုး third world country ကိုသွား TV ဆုံးလို့သတ်မှတ်ထားတာဟိုသူတို့နိုင်ငံကြတော့ TV ရမ်းကြောက်တယ်လေအဲ့တော့အဲ့လိုမျိုးပေါ့ခုနပြောလို့ခုခုနောက်ပိုင်းစစ်တွေက ီတရက်ကဘာစိတ်ကတော့အဲ့လို virus ဝါပဲလေမဟုတ်ဘူးလားနော်ဟိုတန်တန်နဲ့တန်တန်စိတ်နဲ့တိုက်နေကြလက်နဲ့တည်းထုနေကြမလို့ virus တကောင်နှစ်ကောင်လွတ်လိုက်အောင်မယ်အဲ့တော့ကျောင်းနိုင်ငံမှာကျောင်း anti rtv ရှိတယ်အဲ့တော့မြန်မာပြည်မှာအကြီးမားဆုံးလက်နဲ့ရှိတယ် new get တဲ့ဆိုပါတယ်အဲ့ဒါဘာလဲဆိုတော့ anti rtv လို့ခေါ်တယ်ပေါ့နော် simedo tv ပေါ့ကျွန်တော်လည်းကြောက်တယ်အဲ့တော့ကိုခန်းကောင်းအောင်တော့လုပ်နေရမယ်ကိုခန်းကိုခန်းနေသွားတာနဲ့တော့အာ virus ကတော့တကောင်မို့တကောင်ဝင်လာနိုင်တယ်ပေါ့နော်အဲ့ဒါလေးကိုသတိထားစေချင်ပါတယ် เนาะအဲ့တော့ဟိုဘာလဲပြောအသိနဲ့သတိပါပဲ